ငလင်ဘဲတင်ပြည်သူတွေပြည်내ထူထောင်ရေးတံငွေကြေး320ကို68မိုင်းဒေါ်ရဆရာတော်စီလှူဒန်းခဲ့တဲ့ပြည်သူ့နဲ့အိမ်တော်ကျော်စိန်အားလုံးပဲမင်္ဂလာပါ MCNews New Channel ကနေကြိုဆိုပါတယ်ပရိသတ်ချက်ခင်မှုများစွာရရှိထားတဲ့အကယ်ဒမီပြည်သူ့နဲ့အကယ်ဒမီအိမ်တော်ကျော်စိန်တို့မိသားစုကငလင်ဘဲကယ်ဆယ်ရေးနဲ့ပြည်내ထူထောင်ရေးအတွက်68မိုင်းဒေါ်ရပုံပုံကမကထပြုလုပ်ပြီးလှူဒန်းသွားမဲ့စီစဉ်မှာအလှူငွေကြေး320ပေါင်းဝင်လှူဒန်းခဲ့ပါတယ် ငလင်ပင်းရဲ့နေရာကြာရောက်ခဲ့တဲ့ဒေတာတွေကဲစိင်းနဲ့ပြန်လဲထူထောင်ရတဲ့ဆက်ရှင်မိုင်တော်ရပုံပုံကမကတာပြုလုပ်ပြီးလှူဒန်းသွားမဲ့စီစဉ်မှာအလုံငွေကျပ်320ပါဝင်လှူဒန်းခဲ့လို့အကယ်ဒမီအင်နာဂျိုစင်ကပြောပါတယ်။သူတို့ဇနီးမနဲ့မိသားစုကမြမပြင်းရင်မူခါမုံတိုင်းပင်ရေပေးပြည်သူတွေပြင်အခုလိုငလင်ပင်းပြည်သူတွေအတွက်လည်းပါဝင်လှူဒန်းခဲ့ကြပါတယ်။မြမပြင်းရှိပြည်သူအများဆုံးရရှိပိုင်ဆိုင်ထားတဲ့အမှုပညာရှင်တွေလည်းဖြစ်ပါတယ်။ပြည်သူဖောင်ဒေးရှင်းကနေလည်းမြမပြည်တွင်းရှိခက်ခဲတဲ့အကြောင်းသူအကြောင်းသားများစွာကိုလည်း ထောက်ပံ့ကူညီပေးတဲ့ပြည်သက်ချစ်တော်နှုန်းလည်းဖြစ်ပါတယ်။တိုင်းပြည်ဒုက္ခပြဒနာနဲ့ကြုံလာတိုင်းပြည်သူတွေဘက်ကနေအမြဲတမ်းမမမမရက်တီပါဝင်ပေးတဲ့တရုတ်ဆောင်တွေလည်းဖြစ်ပါတယ်။ဒါတွေမကသေးပါဘူး။ပြည်တည်ဥဟာဆိုရင်မြမအကယ်ဒမီစုကို၅ချိန်တတိယရှိခဲ့တဲ့တရုတ်ဆောင်မင်းသားတော်လည်းဖြစ်ပါတယ်။တိုင်းပြည်ရဲ့အခုအချိန်လေးကြောင့်တရုတ်ဆောင်လောကကိုခဏရပ်ထားပြီးငြိမ်းချမ်းတဲ့တနေ့ကျရုပ်ရှင်လောကရဲ့ပြောင်းဝင်လာပြီး6ချိန်မြောက်သောအကယ်ဒမီစုကိုထပ်ယူပေးမယ်လို့ပြည်သက်တွေကကြေပေးခဲ့ပါတယ်။ ။တဖန်ပြန်လည်ပြီးတော့တုတ်ဆောင်လောကရဲ့ပြန်ဝင်လာမယ့်ပြည်တည်ဦးနဲ့အိနာကျော်စင်တို့စနီမောင်နှံကိုလည်းပရိသတ်တို့အနေနဲ့ဆက်လက်ပြီးတော့အားပေးကြအောင်ပါလား။ကိုမတ်မရေးပေးကြပါအောင်နော်။အဆောင်ထိကျွရှင်နာစင်ပြည်ပရိသတ်အားလုံးကျေးဇူးတင်ပါတယ်။ကျမတို့ရဲ့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါအောင်ရှင်။